ရပါတယ်ဘယ်လိုသီလသမာဓိပညာသိက္ခာတို့ရဲ့အကျင့်မြတ်တွေဒီဘက်မှာစုံဝင်လာတယ်လို့မိတော့ဝင်တဲ့လေထွက်တဲ့လေရဲ့အစအလယ်အစအကုန်လုံးကိုဒီနေ့ရှာရှာသိအောင်ကြိုးစားအထုတ်နေတဲ့တို့ယောဂီပုဂ္ဂိုလ်ဒီထိုးချင်းခံမှာဝင်တဲ့လေစဝင်တဲ့အချိန်ခါကနေဆုံးတဲ့အထိထွက်တဲ့လေစထွက်တဲ့အချိန်ခါကနေဆုံးတဲ့အထိထင်းထင်းရှားရှားသိပြီဆိုရင် ကုလေသာများဝင်ရောက်ဖို့မရှိတော့ဘူးကုလေသာတွေကိုမဝင်အောင်စောင့်စည်းနေတဲ့သဘောကသီလသိက္ခာသီလကျင့်ခြင်းဖြစ်ပါတယ်ကုလေသာတွေကြာခုမှုမရဘူးဘာဝနာစိတ်ကဝင်သက်လေထွက်သက်လေအာယုံမှာတောက်လျှောက်မြေဝဆွာကပ်ပြီးတည်နေတယ်ကုလေသာများရာဂဒေါသမောဟစတဲ့ကုလေသာ အငြိအကျဉ်းများစိတ်အစဉ်မှာဝင်ရောက်ခွင့်မရအောင်စောင့်စည်းထားနေတဲ့အဲ့အတွက် ထိုဆောင်သိမှုကိုသီလတိတ်ကသီလကျင့်ခြင်းလို့ခေါ်ဆိုပါတယ်။ဝင်သက်လေတွေ့သက်လေအာယုံအပေါ်၌အစအဆုံးတောက်လျှောက်ဉာဏ်ဝစွာဘာဝနာစိတ်ကကပ်ပြီးတည်နေတဲ့အတွက်ထိုကဲ့သို့သောစိတ်တည်တည်မှုကိုတော့တမာတိတိတ်ကတမာတိကျင့်ခြင်းလို့ခေါ်ဆိုပါတယ်။ဝင်သက်လေထွက်သက်လေကိုအစအစုံအကုန်လုံးတင်းတင်းရှားရှားသိရှိနေတာကဈာနတမ္မာဒိဋ္ဌိလို့ခေါ်ပါတယ်အစစ်နေပါတယ်ဈာန်ဟောလောကီ အဲယူပါဝဇ္ဇဇံအဆင့်တော့မရောက်သေးဘူးကာမဝဇ္ဇနေပင်မှာတည်ရှိနေတဲ့ရိုးရိုးတမ်းမှစွစွဆိုင်ဆိုင်နဲ့အာယုံကိုထိုးထွင်းသိနေတဲ့တမာတိကြည့်စင်ပြတာဖြစ်ပါသေးတယ်ထိုးဝင်တဲ့လေကိုထွက်တဲ့လေကိုအစအလယ်အစုံအကုန်လုံးတင်းတင်းရှားရှားကြည့်သိရှိနေမှုကပညာသိက္ခာပညာကြည့်စင်ဖြစ်ပါတယ်ပေါင်းလိုက်တော့သိက္ခာဘယ်နှပါလဲ၃ပါးနိလအသိက္ခာ ပမာတိဒိဋ္ဌာပညာဒိဋ္ဌာသီလကျင့်စဉ်ပမာတိကျင့်စဉ်ပညာကျင့်စဉ်ဆိုပြီးတော့ကျင့်စဉ်ဘယ်နှခုရှိလဲသုံးခုအသက်ရှိတဲ့အပိုင်းလေးမှာကိုကသီလသမာဓိပညာခေါ်တဲ့ဒိဋ္ဌာသုံးရအကျင့်ရတွေစုံလင်နေအောင်ကျင့်ကြံကြုတ်ကိုပွားများအထောက်ပါဆိုပြီးအသက်ရှူပုံနည်းစနစ်တစ်ခုကိုမြတ်စွာဘုရားကထပ်ရှင်းပြီးညွှန်ကြားတော်မူပါတယ် ။ဒါလို့ညွန်ကြလိုက်တဲ့အပိုင်းမှာလည်းနမိတ်ပေါ်တတ်ပါရဲ့နော်။အဲဒီတော့ဒီနေရာမှာယောဂီပုဂ္ဂိုလ်ကအဇအလည်းအဇအကုန်လုံးကိုသင်္ကြန်ချာချာသိရမယ်ဆိုတော့ဘယ်ပုံဘယ်ပန်းဘယ်နည်းလားအဖြစ်သိရမလဲလို့ဒီလိုတော့မေးစရာရှိတယ်။ဝင်တဲ့လေးရဲ့အဇကချက်အလဲကယင်ကျိုက်အဆုံးကနှာတိပြဝင်တဲ့လေးရဲ့အစကနှာတိပြအလဲက ရင်ကျိုက်အဆုံးကချက်ထက်တဲ့လေးရဲ့အစကချက်အလယ်ကရင်ကျိုက်အဆုံးကနှာတိပြအဲ့ဒီစနစ်အဖြစ်အစအဆုံးကအကုန်လုံးဒီနေ့ကြကြသိအောင်ရှုရမှာမဟုတ်ပါဘူးဆိုပြီးအထက်ကရကပုံမလင်းလင်းရေးသားထားပါတယ်ဒါကြောင့်ဥစ္စေလို့ဝင်သက်လေးတွက်သက်လေးကိုတော့ချောက်ချောက်ပြီးလိုက်နေဖို့မလိုဘယ်နေရာမှာသာစိတ်ကထားရမလဲလို့မေးတော့ ဝင်သက်လေထွက်သက်လေထိမှုထင်ရှားတဲ့အထက်နှုတ်ခမ်းဖြစ်စေသို့မဟုတ်နာတိပြောက်ဖြစ်စေအဲ့ဒီနေရာနှစ်ခုတစ်ခုကသာစောင့်ပြီးတော့အရှိတူကိုလည်းသိအောင်ကြိုးစားပါအစအဆုံးကိုလည်းတင်းတင်းရှားရှားသိအောင်ကြိုးစားပါအထဲကိုလည်းလျှောက်မလိုက်ပါနဲ့အပြင်ကိုလည်းလျှောက်ပြီးမလိုက်ပါနဲ့ အဲဒဲတော့လေသွားရနောက်ကိုလျှောက်ပြီးလိုက်နေခဲ့မယ်ဆိုရင်အတွင်းတော်စိတ်ကပြန့်လင်သွားတဲ့အတွက်ဣဇဒ္ဒဝိခေပခေါ်တဲ့အစိတ်ပြန့်လင်မှုတစ်မျိုးပေါ်လာတတ်တယ်။အပြင်တို့လျှောက်ပြီးလိုက်မယ်ဆိုတော့ရှင်အပြင်လေနောက်ကိုလိုက်သွားတဲ့အတွက်အပြင်ဘက်အာယုံအမျိုးမျိုးမှပြန့်လင်သွားတဲ့ဘုဒ္ဓတာရမဏလို့ခေါ်ဆိုအပ်တဲ့အာယုံအမျိုးမျိုးအပေါ်၌ပြန့်လင်ပြီးတည်နေတဲ့ပြန့်လင်ပြီးသွားတဲ့စိတ်တစ်မျိုးပေါ်လာတတ်တယ်။ ဥဒိစ္စဖြစ်သွားရင်ဥဒိစ္စသည်တမာတိနဲ့ထိတ်တဲ့ဆန့်ကျင်ဘက်တရားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်အတွင်းဘက်ကိုလည်းရှောက်မလိုက်ပါနဲ့အပြင်ဘက်ကိုလည်းရှောက်မလိုက်ပါနဲ့ဆိုပြီးအထက်ကရာဆရာတော်မြတ်ကစီကံတင်းကြဆိုတာသတ်မှတ်ပေးထားပါတယ်။ဒီလိုဆိုရင်ဘယ်လိုရှိပါမလဲလို့မေးတော့ဘုရားဘုဒ္ဓကတိယေဝတတိံသဗ္ဗတဝါဘာဝင်တ္တေဝဘာဝနာတံပိစတိဘုရားဘုဒ္ဓကတိယေဝ ဝင်သက်လေထွက်သက်လေထိထိတွားသည့်နေရာ၌သာလျင်တတိယအာနာပါနတတိကိုခပိတဝါထား၍ဘာဝင်တတိဝါပွားများအထုံနေတဲ့ယောဂဝါစရပုဂ္ဂိုလ်ဤတန်တား၌သာလျင်ဘာဝနာအာနာပါနာတတိသမာတိဘာဝနာတိတံပိစတိပိစီပြေဆုံးနိုင်ပေ၏ဥဒ္ဒတိမေအစကရမှာဖွင့်ဆိုထားတဲ့စကားဖြစ်ပါတယ် ဝင်သက်လေထွက်သက်လေထိထိသွားတဲ့နေရာမှာတတိကိုကပ်ပြီးတော့အာနာပါနတတိသမာဓိဘာဝနာကိုပွားများအထုတ်နေတဲ့ယောဂဝဆရာပုဂ္ဂိုလ်ရဲ့တန်တန်မှားတာလျင်အာနာပါနတတိသမာဓိသမာဓိဒီပြီးစီပြည့်စုံလာနိုင်တယ်လို့ဒီလိုဖွင့်ဆိုထားတယ်။ဒါကအလွန်အရေးကြီးတဲ့စည်းကမ်းတစ်ခုဖြစ်ပါတယ်။အလွန်တင့်ကျက်တဲ့စည်းကမ်းလည်းဖြစ်ပါတယ်။ ဒါကြောင့်ခိမှုတင်ရှားတဲ့နေရာကိုမလွတ်ပါနဲ့ခိမှုတင်ရှားတဲ့နေရာကနေစောင့်ပြီးတော့ဝင်ရင်လည်းအစအဆုံးတောလျှောက်သိနေပါထွက်ရင်လည်းအစအဆုံးတောလျှောက်သိနေပါအဲဒီလိုအစအဆုံးအကုန်လုံးဒီနေရှားရှားသိပြီဆိုရင်ထိုယောဂီပုဂ္ဂိုလ်သည်တဏှာဤနှစ်နာရီလောက်ဘာဝနာစိတ်ကိုထိုအစအဆုံးဒီနေရှားရှားသိနေတဲ့လေအာယုံပေါ်မှာနေဝစွာကပ်ပြီးဒီနေအောင်ကြိုးစားပါ ။ဒါကြေးဆက်လက်ပြီးကြိုးပမ်းလိုက်တဲ့အချိန်ကမှဘာဝနာစိတ်ကဝင်သက်လေထွက်သက်လေအာယုံ၌ညီဝဆောက်ကပြီးတည်နေပြီးအစာဆုံးတောက်လျှောက်ခြင်းချာချာတည်ပြီးဆိုရင်ထိုချင်းကမှလေသည်အလိုလိုသိမ့်မွေ့လျက်တတ်ပါလေ။မသိမ့်မွေ့ကြဘူးဆိုလို့ရှိရင်ဘာလို့ ਆ မလဲ။လှုပ်ထုံလုံနည်းတကုတ်ကိုမြတ်စွာဘုရားကဆက်လက်ပြီးညွှန်ကြားထားပါလေ။စတုဒ္ဓအသက်ရှင်ကြီးစနစ်တခုဖြစ်ပါတယ်။ पहले क्यों जाता जा था ले बदाम बयां गया देखा अदा दीदा मीडी देखे दी दे बदाम बयां गया देखा बदा दीदा मीडी देखे दी गया दे देखा यूं ही जानता थी वंदे लिट वंदे लिहु खोसो अधे गया देखा दिया को बदाम बयां बदाम बयां डोंगी जे ले ये अदा दीदा मी वंदे लिगो किसे आई दी जी ကာယတင်္ခါရယုံရင်ကြံတဲ့သောကာယတင်္ခါရဟုခေါ်ဆိုအပ်သောထွက်တဲ့လေကိုပတ္တံဘယံပတ္တံဘယံတော်ငိမ့်စေလျက်ပတ္တတိတံမိထွက်တဲ့လေကိုဖြစ်စေဟာဣတိဤသောဒိဋ္ဌတိကြည့်၏ဝင်တဲ့လေထွက်တဲ့လေလေးယုံရင်ကြံတဲ့နေခဲ့ရင်ထိုယုံရင်ကြံတဲ့နေတဲ့ဝင်တဲ့လေထွက်တဲ့လေကိုမိမ့်ဝင့်စေရမယ်ဆိုတဲ့ဒီဥတီချက်ဖြင့်ဝင်တဲ့လေထွက်တဲ့လေကို ဖြစ်အောင်ကျင့်ပါအသက်ရှူနေပါဆိုပြီးဒီလိုညွှန်ကြားထားတယ်။ဝင်တယ်လေထွက်တယ်လေကကနကအစာအဆုံးအကုန်လုံးဒီင်ကြကြသိပြီ။သိလာတဲ့အချိန်ခါမှာထိုယောဂီပုဂ္ဂိုလ်ကဘာလုပ်ရမလဲ။ဝင်တယ်လေထွက်တယ်လေကိုသိမ့်ဝိဇီရမယ်ဆိုတဲ့နှလုံးသွင်းအာဘောကလေးဖြင့်အသက်ရှူနေပါတဲ့။သက်သက်သိမ့်ဝိအောင်တော့မလုပ်ပါနဲ့။သက်သက်သိမ့်ဝိအောင်ဆိုပြီးတော့အသက်ကိုဖြည်းဖြည်းလေးရှူခဲ့ရင်မောလာတတ်တယ်။ မောလာရင်ထိုချင်းကမှတမာတိပြက်သွားတတ်ပါရဲ့ဝင်သက်လေထွက်သက်လေရဲ့အစအဆုံးကိုအကုန်လုံးထင်ရှားရှားသိနေတဲ့ထိုယောဂီသူတော်ကောင်းသည်တမာတိကြားရှိစွာတည်တံ့ခံရရဲ့အတွက်ဒီဝင်သက်လေထွက်သက်လေကိုငြိမ်သက်စေရမယ်ငြိမ်စေရမယ်ဆိုတဲ့ဒီဥတည်ချက်ဖြင့်ဝင်သက်လေထွက်သက်လေကိုဆက်လက်ပြီးရှုနေပါဝင်သက်လေထွက်သက်လေအာယုံမှာဘာဝနာစိတ်ကိုညှိုးဆွတ်ကပ်ပြီးဒီနေ့အောင်သာကြိုးစားပါ ကျိုးစားခဲ့တာထိုဝင်သက်လီထွက်တဲ့လေဒီတပြည့်ပြည့်ဒိမ့်ဝေလာမယ်နှူးညံ့လာမယ်ဒိမ့်ဝေနှူးညံ့လာတဲ့အချိန်ကမှဒီဝင်သက်လီထွက်တဲ့လေကိုခင်ရှားအောင်ဆိုပြီးတော့မကျိုးစားပါနဲ့ကျိုးစားခဲ့ရင်ဇံဘက်တို့ဘယ်လိုမှကုလို့မရဘူးတမာဒီလဲကျိုးစားအပ်ထွက်ရတဲ့အတွက်ဝရိယကနည်းနည်းလွန်သွားလို့တမာဒီလဲပြတ်သွားတတ်ပါတယ်အဲဒါကြောင့်ယောဂီပုဂ္ဂိုလ်ကဒိမ့်ဝေလာပြီဆိုရင်ဘာလုပ်ရမလဲ အလွန်နှူးညံ့သိမ်ပွေ့နေတဲ့အခလိတချောင်းကိုအလိုရှိတဲ့ပုဂ္ဂိုလ်သည်ထိုအဤနဖားကိုထွင်းမဲ့စုကိုအလွန်သိမ်ပွေ့တဲ့စုလေးတချောင်းအလိုရှိရသလိုအလားတူပဲအလွန်သိမ်ပွေ့နှူးညံ့နေတဲ့ဝင်လေတွက်လေအာယုံနဲ့အလွန် အကောက်နေတဲ့တတိအလွန်အကောက်နေတဲ့ပညာများလိုအပ်ပါတယ်အလွန်အကောင်းနေတဲ့တတိဖြင့်စူးစက်ပြီးဒုဝင်သက်လေးထွက်တယ်လေအာယုံ၌ဘာဝနာစိတ်ကိုညီဝဆွာကပ်ပြီးဤနေအောင်ကြိုးစားရတယ် ဲ့ဒါလိုကြိုးစားတဲ့အပိုင်းမှာတခါတရံဒီဝင်သက်လေးထွက်သက်လေးကမထင်မရှားဖြစ်တတ်ပြန်နေမထင်မရှားဖြစ်နေရင်မူလရှုနေတဲ့ဝင်သက်လေးထွက်သက်လေးထိတယ်လို့ယူဆပြီးတော့မိမိရှုပွားတုံ့တက်နေတဲ့နေရာလေးကနေစိတ်မရွှေ့လိုက်ပါနဲ့မရွှေ့ဘဲနဲ့ဘာလုပ်ရမလဲအကြောင်းဥပ္ပတမီဖြစ်ဒီဝင်သက်လေးထွက်သက်လေးထိရှားရှိကြောင်းကိုဆင်ခြင်ပေးပါအကြောင်းဥပ္ပတမီဆိုတာ